တာယာတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရယ်ပထမသတင်းအနေနဲ့ကတော့ကျတော့ဗီဒီယိုတကယ့်တော်တော်လေးဆိုတော်တော်လေးနှစ်ခုကိုနားထောင်ကြည့်ရအောင်နော်ဒီဘက်ကဗိုလ်ချုပ်ကြီးများကလည်းအဲ့ဒါကိုတွေ့ကြည့်ပြီးတော့စိတ်ပူနေမလားညအိပ်ပြောပါလားမပြောလားဆိုအိတ်ကြပါဗျာစိတ်မပူပါနဲ့ခင်ဗျားတို့အေးစိတ်ခင်ဗျားတို့ဘယ်သူမှအထီးခံမဖို့ဘယ်တက်တက်ကတတ်မလို့သားတွေကမှအထီးခံမဖို့ဘယ်နိုင်ငံသားတွေမှအထီးခံမဖို့ဆိုတော့အေးဝအောင်တာအိတ်ဦးတိုင်းချွေအေးဝအောင်အိတ်နေအဲ့ဒါအလကားမဟုတ်ဘူး तू သိတယ် तू သိလို့အိတ်နေတာအဲ့တော့ ိတ်ပြီးတော့ရန်ကြီးလဲ ICC တို့ ICJ တို့ ICJ ရဲ့ဘိုးရီတို့လာလာပါပဲလာလာအင်္ဂါဂျိုးကဂျိုးပေါင်းများသွားပဲလာပြီးတော့ပြီကြောက်စရာမလိုဘူးခင်ဗျားတို့ကိုယ့်အလုပ်ကိုကိုယ်မှန်မှန်ကန်သာလုပ်ပြည်သူလူထုကလက်ခံလိမ့်မယ်ကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ခေါင်းဆောင်နတ်စကားဥက္ကဋ္ဌကြီးလဲမင်းတို့ကြည်တာပါညာသူတို့ရှတ်ဒေါင်းရှောက်သူတို့ဟိုဟာဖြစ်နေပါဗျစိတ်သက်စစ်စင်လုပ်နေတယ်သူတို့ကနောက်ကွယ်ရဘာကြောင့်ဒီလိုမျိုးဒူတာတွေဖမ်းခံလဲဆိုတာသူမပါဘူးဘယ်နိုင်ငံကရဲတပ်ဖွဲ့နဲ့ဒူတာတွေကိုဝန်ဖမ်းသွားလဲဆိုတာလဲသူတို့မသိဘူးအထက်မှာလဲပါမလာဘူးဖမ်းလိုက်တာကလည်းဒီအဲ့ဒီဖိလစ်ပိုင်နိုင်ငံရဲ့ရဲတပ်ဖွဲ့ကပဲဖမ်းတာ ဖန်ခိုင်းတဲ့သူကဖိုင်နယ်မာကိုဖိုင်နယ်မာကိုကလက်ရှိဖိလစ်ပိုင်ရဲ့သမရတဖက်မှာဒူတာရီရဲ့သမီးရဲ့လက်ရှိဖိလစ်ပိုင်ရဲ့ဒူသမရအဲ့ဒီအိမ်နဲ့အိမ်ရဲ့အားပြိုင်မှုကြောင့်ဒူတာရီဖြစ်လာတာအခုဒီဥစ္စာကမနေ့ကဆိုရှယ်မီဒီယာထဲမှာအတော်လေးရေပန်းစားနေတဲ့ဖိလစ်ပိုင်သမရဟောင်းဒူတာတင်းနဲ့ပတ်သက်ပြီးတော့ပေါ်လို့ရနေတဲ့တရင်ကိုအားလုံးလည်းကြားပြီးသားဖြစ်လိမ့်မယ်ဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ကျွတ်ဒီနေ့နည်းနည်းလေး reaction လေးလုပ်ချင်တယ်เนาะ တခါလေကျကျွတ်တော့ကလေအထူးတဖြင့်ကျွတ်တော့စိတ်သက်တည်အားငယ်နေတဲ့အချိန်မှာကျတော့ငါအားမငယ်ဘူးနော်တခါလေကျကိုအရန်ကြောက်တဲ့အချိန်ဆိုက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 ိုအားပေးတဲ့အနေနဲ့ငါမကြောက်ဘူး တာမျိုးတွေကျမတို့လုတ်တတ်တယ်။နာလို့ရှင်လည်းငါလုံးဝမနာကျင်ဘူးဆိုမှကိုကိုကို အားပေးတဲ့အနေနဲ့ကျမတို့ကစန့်ကျင်ဘက်စကလုံးတွေကိုတုံးတတ်တယ်။ဆိုတော့အခုစစ်ခွေးတွေဒီလိုဖြစ်တဲ့เนาะလုံခဲ့တဲ့အချိန်မှာလည်းဖန်ဝရန်းကိုထုတ်ဖို့ရန်အတွက်စတင်လိုက်တယ်လို့ပြောတဲ့အခါမှာတောင်းလိုက်သားကလေဘလောက်အထိအိပ်ပြတ်သွားပြီးမှဖြစ်သွားတယ်လေဆိုတော့ကျမတို့အားလုံးသိပြီးသားเนาะဟိုအင်ဂျီတွေကိုလည်းအဝတ်လျှော်တဲ့အခါမှာညှစ်ထားတယ်လို့သူ့မျက်နှာတွေအဲ့လိုမျိုးခောက်သွန့်ကျပြီးမှဖြစ်သွားတယ် အဲ့ချိန်မှာသူတို့ရဲ့ဘောမတွေကပြောစားအဘရေဘောပိုင်ရှင်ရဲ့အာမငင်းနဲ့အိတ်ကောင်ကိုအိမ်ပါဆိုပြီးမှဘောမတွေကနေမှသူတို့ရဲ့အဘကိုအများကြီးခွန်အားပေးခဲ့ကြတယ်ဆိုတော့အဘကလည်း နည်းနည်းလေးကြာတော့သူလည်းမေ့သွားတယ်အခုဖိလစ်ပိုင်တမဒဟောင်းကိစ္စပြန်လာတော့မနေ့ညအစပြီးသူအိပ်ပျော်သလားတော့မသိဘူးเนาะဒီရုရှားကပြန်လာတော့သူနည်းနည်းလေးမျက်နှာကြီးကလန်းလန်းလေးနဲ့เนาะမြန်မာနိုင်ငံကြီးကိုဘယ်နေရာမှာဖျက်ယောင်းလိုက်ပြီလဲတော့မသိဘူးဖျက်ယောင်းပြီးမှအခုကျတော့ပြည်သူတွေကိုတတ်ဖို့ရန်တော့လက်နက်တွေဝေလာတဲ့အခါမှာကျတော့သူကမျက်နှာတွေရွှေရွှေလန်းလန်းဟာပါတီဒီမိုကရေစီလောက်တဲ့အခါနင်းတော့သူ့အတက်တွေမတက်နဲ့เนาะဆိုပြီးမှသူစကားကြည့် လောင်လောင်ပြောလာတယ်တကယ်ပဲသူ့သူ့စီမှာပဲအာနာရှိတယ်လို့ဒါမျိုးစကားတွေပြောလာတယ်ပြလို့ရှင်ကျတော်တိုင်ရင်သားတွေကိုလည်းနင်တို့ကလိုချင်တာကြီးပဲတောင်းမနေနဲ့ဖြစ်တင်တာတွေပြောအေးအဲ့လိုမျိုးအာနာဖြစ်လာတာအဲ့လိုမျိုးလည်းပြီးပြီးရောအခုမနေ့ကညစပြီးတော့သူအိတ်ပြောသလားဆိုတာတော့ကျော်လည်းစိတ်ပူပါနေနော်ပပရေ ်ဆိုတော့အခုဒီဖိလစ်ပိုင်တမဒဟောင်းနဲ့ပတ်သက်ပြီးတော့တချို့ကတော့အတော်လေးတည်ပြီးသားဖြစ်လိမ့်မယ်ဆိုတော့ကျွတ်အသေးစိတ်တော့မပြောတော့ဘူးအကြံဖြစ်နေပြောပြမယ်ဆိုတော့အခုသူက သူ့ရဲ့ဖိလစ်ပိုင်နိုင်ငံရဲ့မီဒီယာအကြီးဒရင်ဌာနကနေမှလွင့်ထားတဲ့အထဲမှာဘာပါလဲဆိုတော့တမရဟောင်းဒူတာတေးကဘာပြောခဲ့တယ်လဲဆိုတော့ ငါဘယ်ဥပဒေကိုချိုးဖောက်တယ်လဲငါဘာရဇွေမှုကို ကျွလုံးလို့နင်တို့ငါကိုဖမ်းတယ်လေဆိုတဲ့စကားထွက်လာတယ်ဒါကိုကြည့်ချင်းအပြင်ဒီတမဒဟောင်းဒူတာတေးဟာတနေ့ကြလို့ရှိရင်သူဒီလိုမျိုးအဖမ်းခံရမယ်လို့သူလုံးဝမထင်ခဲ့တဲ့အရာဖြစ်တယ်။ဆိုတော့သူ့ရဲ့စကားကိုနားထောင်ခြင်းအပြင်သူ့ကိုတနေ့ကြလို့လို့ရှိရင်ဒီလိုမျိုးထောင်ချောက်ဆင်ပြေးမှဖမ်းလိုက်မယ်လို့သူလုံးဝ ယုံကြည်တဲ့ပုံမပေါ်ဘူးเนาะသူ့ရဲ့စကားတွားလာရဘာကြောင့်လဲဆိုတော့သူ့ရဲ့လက်ထက်တုံးက သူကဒီမူရဆေဝါခိုင်းတွေကိုဖြိုဖျက်တာတကယ်ဆိုလို့ရှင်ကောင်းတဲ့အရာဖြစ်တယ်ဒါပေမဲ့လက်လွန်ချေလို့လဲဒီလဲရှိချင်လဲရှိလိုက်မယ်ဘလို့ပဲလက်လွန်ချေလို့ရှိသွားတယ်လို့ပြောပေမဲ့ကဘာကနေတော့ခွတ်မလွတ်ဘူးငါမတော်တဆဖြစ်သွားတယ်ဆိုတဲ့စကလုံးကကဘာမှာရှိတဲ့ဥပဒေကခွတ်လွတ်ခြင်းမရှိဘူးဘာကြောင့်လဲဆိုတာခမည်းရဲ့မတော်တဆမှုဟာလူတစ်ယောက်ရဲ့အသက်ကိုထိပွားနိုင်တယ် နော်အသက်ကနောက်တစ်ခါပြန်မရဘူးနင့်ကသာ sorry လို့ပြောပေမဲ့ဒီ sorry ဟာအသက်ဆုံးရှုံးသွားတဲ့လူတစ်ယောက်ရဲ့အသက်ကိုပြန်မကယ်နိုင်ဘူးဒါကြောင့်ငါကတော့ကောင်းတဲ့အရာလုပ်သွားတယ်ဒါပေမဲ့နည်းနည်းလေးချက်လွန်လက်လွန်ဖြစ်သွားတယ်ဆိုတာအဲ့ချက်လွန်လက်လွန်ထဲမှာလူပဲနှစ်ယောက်ရဲ့အတက်ကချက်လွန်လက်လွန်ထဲမှာပါသွားတယ်ဆိုတာအရင်ရေးကြည့်တယ်နော်ဆိုတော့အခုသူကတော့တနေ့ကျန်သူ့ကိုဒီလိုမျိုးဖမ်းမယ်လို့သူမထင်ခဲ့တဲ့အတွက်ကြောင့်သူကဟောင်ကောင်ကိုသွားတယ်ပြင်ပြလာတယ်သူ့ရဲ့နိုင်ငံမှာ ူ့ရဲ့လူမျိုးသူ့ရဲ့ရေးတွေကပဲသူ့ကိုဖမ်းသွားတယ်ဆိုတာသိရတယ်ဆိုတော့ဒီနေ့ဒီလူမျိုးဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုဘောမာတွေကတော့ငရုရဲ့အခြေအနေတွေနဲ့သူ့ရဲ့အခြေအနေတွေလည်းမတူဘူးဘယ်လိုတူတာမတူတာဖြစ်ပါစေနိုင်ငံရေးအခြေအနေတွေမတူတာဖြစ်လိမ့်မယ်ဒါပေမဲ့လွန်ကျူးမှုကတူတူပဲလူတတ်တာကတော့တတ်တာပဲလက်နဲ့ပဲတတ်တာတနတ်နဲ့ပဲပဲတတ်တာဆေးကျွေးပြီးမှပဲတတ်တာ ကျောရရဲ့ပဇတ်အားဖြင့်သူများကိုထိနာပြီးသူများမှာခံမရဖြစ်လို့ဆွဲကြိုးချတေသွားရင်လည်းတတ်တာပဲဘလို့ပဲတတ်တတ်တတ်တဲ့ကိစ္စကတော့တတ်သွားတာပဲเนาะဆိုတော့အခုတမတာဟောင်းရဲ့ပြောဆိုချက်အရဆိုလို့ရှိရင်တော့သူကဘယ်ရဆွမှုကိုမှသူကျိုးလွန်တယ်လို့သူမသိဘူးနောက်တစ်ခုကတော့ပြောသွားတဲ့အထက်မှာလူအခွင့်ရေးကနေမှဟို ကဆင်းရဲတဲ့ယောက်ျားတထောင်ကျော်ကိုသူတတ်ဖြတ်ခဲ့တယ်ဆိုတဲ့အရာကိုစွတ်ဆွဲတယ်လို့ပြောတာစွတ်ဆွဲတယ်ဆိုတဲ့အခါမှာတခါလေကျမန်တဲ့အရာရှိတယ်လို့မမန်တဲ့အရာရှိနိုင်တယ်ဒါပေမဲ့ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာကျတော့တောင်းနိုင်ရဲ့တားကိုဖမ်းဖို့ရန်အတွက်လုတ်တဲ့ထဲမှာတော့ရိုဟင်ဂျာတွေကနေမှထွက်ဆိုထားတဲ့တပ်တွေတွေအများကြီးရှိတယ်ဗီဒီယိုကလစ်တွေအများကြီးရှိတယ် ြောမယ်ဆိုလို့ရှိရင်တော့မျက်စိတက်တဲ့လူတက်တဲ့ဗီဒီယိုဒေါကျူမန့်တွေဘက်ကနေမှလည်းအများကြီးတက်တဲ့နဲ့ပြည်စုံထားတဲ့အရာဖြစ်တယ်။ဆိုတော့အခုစစ်ခွေးကတော့လွန်ခဲ့တဲ့အချိန်မှာသူ့ကိုဖောင်းဝရန်ထုတ်နိုင်ဖို့ရတော့စာပဲတင်လိုက်တဲ့အချိန်မှာသူ့မျက်နာကိုကြည့်လိုက်အဝတ်လျှော်ထားတာညစ်ထားတဲ့အတိုင်းပဲတွန့်ကျင်နေတာနော်။သူ့ကိုသူသိတယ်။ဘာကြောင့်လဲဆိုတော့သူကတာ အာကာချုပ်တမတအယူဆိုပြီးမှသူနေပေမဲ့သူ့လက်အောက်ထဲမှာသူ့ကိုတစ္ဆာမခံတဲ့သူတွေအများကြီးရှိတယ်ဆိုတာသိရတယ်။ဒါကြောင့်မို့ပဲဒီနေ့ဘိုးကြီးတွေဘိုးမိုးတွေအများကြီးအလင်းဝင်လာခဲ့တယ်။ ဒါတို့ကြည့်ချင်းအဖြစ်တော်လကောင်သူကြိုက်တဲ့သူတွေကိုနေရခန့်တယ်သူမကြိုက်တဲ့သူတွေကိုထောင်ချတယ်နေရပြောင်းတယ်ဒါတွေဟာလည်းပဲသူ့အတွက်ရန်သူကိုများစေတာဖြစ်တယ်ဒါကြောင့်မို့အခုတူရုရှားသွားခါနေမှာသူဘာလုပ်ခဲ့တယ်လဲသူ့ပေါ်မှာတစ္ဆာရှိဖို့သူအတန်တန်မာခဲ့တယ်မနစ်တုံးကသူတရုတ်ပြည်သွားတဲ့ခါမှာရက်သူပဲဖြစ်တဲ့အတွက်ကြောင့်သူကတလောက်ကြီးစိုးရိမ်စရာမလိုပဲမဲအခုဒီရုရှားနဲ့ဘယ်လာရုစ်ကိုသွားတဲ့ခါမှာကျတော့ရက်ကနည်းနည်းရှယ်တယ်ရက်ရှယ်တဲ့အတွက်ကြောင့် စစ်တပ်ထဲမှာဘာမဆိုဖြစ်သွားနိုင်တယ်ဒါကို तू အရန်စိုးရင်ခဲ့တယ်အခု तू ပြန်လာတော့ဘာမှမဖြစ်ဘူးဆိုတော့ကို तू ဖန်တဲ့ तू ရိတ်မိလာတဲ့အခါမှာ तू အရန်ပျော်တယ်ဒါကြောင့်မို့ပဲ तू ကရုရှားနဲ့ဘယ်လာရုစ်ထဲမှာ အများကြီးအောင်မြင်ခဲ့တယ်လို့ပြောတယ်အဲ့အောင်မြင်ခြင်းရဲ့နောက်ွယ်မှာကျတို့မြန်မာနိုင်ငံကိုဘလောက်သူဖဲ့ရောင်းခဲ့ပြီလဲကျတို့မြန်မာနိုင်ငံကိုဖဲ့ရောင်းခဲ့ပြီးမှမြန်မာနိုင်ငံမှာရှိတဲ့ကျတို့ပြည်သူပြည်သားတွေကိုတတ်ဖို့ရန်သူလက်နဲ့ဘလောက်နဲ့သူလေးလေခဲ့တယ်လဲဆိုတော့သူအတိဆုံးဖြစ်တယ်ဒါကြောင့်မို့အခုသူ့ရဲ့လက်အောက်ထဲမှာသူ့ကိုတစ္ဆာခံတဲ့သူဘလောက်ရှိမလဲဆိုတာသူမသိဘူးနော်ခဏတော့ကတမဒဟောင်းကိုဖမ်းတဲ့အခါမှာနော်လူအခွင့်ရေးအဖွဲ့ကနေမှသူဆင်းရဲသားတထောင်ကျော်ကိုတတ် ်ခဲ့တယ်ဆိုပြီးမှဆွဆွဲတယ်လို့ပြောတယ်။ဆိုတော့ဒီနေ့သူ့ရဲ့ဒီခွေးချပူရဲ့အမှုမှာကဆွဆွဲတာမဟုတ်ဘူး။ခဏတော့ပြောတယ်သူ့မှာကတက်တဲခိုင်မှာလူလဲထွက်ဆိုထားတာဖြစ်တယ်။ဗီဒီယိုဖိုင်တွေလည်းရှိတယ်။မြင့်မြန်တက်တဲတွေအများကြီးရှိတဲ့အတွက်ကြောင့်ဒီခွေးချပူကတော့လွတ်လပ်မရှိဘူး။ သူ့ရဲ့နဘဲနားမှာဘေးရဲမှလည်းမထားဘူးခွေးကျဘူးကထန်ခုံတီမြဲဖို့ရန်အတွက်လှုပ်တဲ့အခါမှာသူ့အောက်မှာတစ္ဆာခံတဲ့ကျူနီထဲမှာဘူကြီးတီရှိတယ်ဘူမိုးတီရှိတယ်တဲ့အတွက်ကြောင့်တချို့တီဟာသူ့ရဲ့မိသားစုတွေထိခိုက်မှာကိုကြောက်လို့တာသူတို့ကငြိမ်းခံနေတာဖြစ်တယ်ဒီတမဒဟောင်းသူ့တမီးကိုတိုင်းသူ့တမဒနေရာမှာနေပေမဲ့သူ့အဖေရဲ့အသက်ကိုကာကွယ်မပေးနိုင်ဘူး ဒါကြောင့်မို့အခုဘောမကျော်မျိုးမင်းဘာပြောလဲဘာမှမစိုးရိမ်နဲ့အိတ်ပြောအောင်သာအိတ်ကြပါအိတ်ပြောအောင်အိတ်ကြပါလို့ပြောတယ်ဆိုတော့မင်းညကလည်းစပြီးတော့အိတ်ဆေးဘလောက်များ အပြင်းစားအရင်ကတည်းကသူကတော့အိတ်ဆေးစားပြီးမှအိတ်တယ်လို့ပြောတယ်ဆိုတော့သူ့ရဲ့အိတ်ဆေးကဘလောက်ထိအားတောင်းတဲ့အိတ်ဆေးတွေများစားတယ်လဲမကြခင်မှာသူ့မျက်နှာပြန်မြင်ရမယ်ဟိုအဝတ်လျှော်ထားတဲ့အဝတ်လို့ဘလောက်များတွန့်ကျဲတဲ့မျက်နှာထွက်လာမလဲဆိုတော့ကျွန်တော် ဟိုကြည်ရမှာဒါကြောင့်အခုဘောမတွေကတော့ဟာကြောက်ရမလို့ဘူးပါမကြောက်ရမလို့ဘူးလို့အရန်ခွန်အပ်ပေးတယ်တနာပါတယ်နော်ရုရှားပြန်လာတာပြုံးလာတော့မှမနာရသေးဘူးခွေကျဘူးသတိထားပါရန်တူဆိုတာဟာအမြင်တော့ကိုယ်အိတ်ထောင်ထဲမှာပဲဆိုတာတိမာပါနော်နိုင်ငံရဲ့ခေါင်းဆောင်တွေကိုတတ်တဲ့သူတွေကလေတခြားမဟုတ်ဘူးကိုယ့်ရဲ့အိတ်ထောင်ကပဲဘူချောင်းဆောင်ကိုဘသူတတ်တယ်လဲနော်ကိုယ့်အိတ်ထောင်ကလူယုံလို့ထင်တဲ့လူတွေကကိုယ့်ကိုတတ်သွားကြတယ်နော်ခွေကျဘူးသတိထားကြအောင် ဆိုတော့အခုကျွားတို့နောက်သတင်းတပုတ်အနေနဲ့ကဗီဒီယိုလေးဒါလေးနည်းနည်းလေးနားထောင်ကြည့်ရအောင်နော်အေးကရခိုင်ပြည်နယ်မှာရှိတဲ့ဦးကျော်တော်ရဲ့ပိုင်ဆိုင်မှုတွေအပါအဝင်အခုငပလီတို့တန်တွဲတို့စားရှိအဲ့နေရာတွေမှာတကယ်နေရာကောင်းနေပေါ့ဗျာရခိုင်ပြည်နယ်မှာရှိတဲ့တချို့ဒီဒီတို့သိမ့်ပိုက်ထားသည်ဆိုတော့တို့ရရှိတာဆိုပြီးမြို့တီးတီးမှာရှိတဲ့အဲ့မှာလည်းမနေတော့တဲ့တထေးတွေရဲ့အိမ်နေချိတ်ပိတ်တယ်ပေါ့ဗျာအကုန်လိုက်ချိတ်ပိတ်တယ်ပေါ့ရခိုင်မှာတော့တကယ်ချမ်းသာတယ်လို့ဖြစ်တယ်သူ့ရဲ့ပိုင်ဆိုင်မှုတွေပိတ်သိမ့်ခံရတယ်သိမ့်ခံရတယ်အခုတော့သူကအဲ့မှာမနေဘူးရခိုင်မှာရှိတဲ့သူ့ရဲ့အိမ်မှာသူနေတယ် အဲတချို့တော်သူတွေနဲ့သူတွေ့တယ်အရေးကြီးပါတောက်တယ်ဘာညာလုပ်တယ်အဲကောက်တောက်ရတယ်သူကောင်းစားပဲတောက်ပါတယ်ကျွန်တော်သိပါတယ်တပ်ပုံလေးလည်းတွေ့ရပါတယ်ဆိုဥကြောင့်တော့ဟာတွေအသိကံဥကြောင့်တော့လည်းရှင်နေကွဲမှာပေါ့ဗျဘာလို့ဆိုသူပိုင်ဆိုင်မှုတွေအများကြီးပို့တော့လေသူဒီပိုင်ဆိုင်မှုတွေအေးကဘာမှလုပ်လို့မရဘူးမြေရဲ့တန်ကြီးကကော်ပြီးတော့တူပြီးရောင်းရွှေ့လို့မှမရတာအေးကသောက်ရောင်းပလိုက်လေနောင်တည်ငိမ်သောကာလတစ်ခုတရားဥပဒေစိုးမိုးရေးပြန်ပြီးဟောပြတဲ့ခါကျရင်အဲဝဲတဲ့ကောင်ပိုက်ပေါ်မိပါဘာမှလုပ်မရဘူးဘာလို့ဆိုဂရန်အမီပေါက်ထားပြီးမြေအမီပေါက်ထားဒီအမီပေါက်ထားတဲ့ဟာကြီးကိုတယောက်ကအေးအမိန်နဲ့အေးလက်မကြောင်ဝဲပါလို့ဆိုရင်လေအဲဝဲတဲ့ကောင် ဒုက္ခရောက်မှာတည်ငြိမ်တဲ့ကာလအောင်ထောင်းထဲရောက်မှာဖွဲ့စည်းပုံချအုပ်တွေနဲ့ရွေးကောက်ပွဲတွေပေါ်လို့လွတ်တော်တွေပေါ်လာပြီးပြည်နယ်မှာအစိုးရအသစ်တွေပေါ်လာပြီးတော့စနစ်ကြအုပ်ချုပ်ရန်ရပြန်လည်တိဆောက်ပြီးလဲဆိုတော့အဲ့ကြိုင်အဲ့ကိုဝဲထားတဲ့ကောင်ထောင်းထဲရောက်မှာအခုဒီဗီဒီယိုကတော့ကျမလိုလိုအပ်တဲ့လောက်ပဲကျမဖြတ်ပြမှတင်ထားတာဖြစ်တယ်ဆိုတော့ဒီထဲမှာအာခတ်တတော်ဒီဘက်ကနေမှဥကြောက်တောင်ရဲ့ဒီရခိုင်ပြည်နယ်မှာရှိတဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ငပလီမှာရှိတဲ့ဟိုတယ်တွေလည်းကျိတ်ပိတ်တယ်လို့ပြောတဲ့အခါမှာအခုဘောမာကျော်မျိုးမင်းပြောတဲ့စကားကိုနားထောင်ချင်တာဖြင့် ဥကြောက်တောင်ဟာဘလောက်အထိစစ်ခွေးတွေနဲ့ပလန်စားသလဲဆိုတာတော့ကျမတို့သိနိုင်တယ်။တကယ်လို့ဒါဒီဥကြောက်တောင်ကစစ်ခွေးတွေနဲ့ပနာစားတဲ့သူတာမဟုတ်ဘူးဆိုလို့ရှိရင်ဒီဘောမလောက်ယောက်ျားဖြစ်ပြီးမှသူ့လောက်နှုတ်တိထက်တာကျမတို့မမြင်ဘူးဘူး။တကယ်လို့ဒါဒီဥကြောက်တောင်ကစစ်ခွေးတွေနဲ့ပနာစားတဲ့သူတာမဟုတ်ဘူးဆိုလို့ရှိရင်သူပက်ပက်ဆက်ဆက်ပြောမှာကောင်းတယ်လေဘာလဲညာလဲပြူပြောမှာအခုသူအဲ့လိုမပြောဘူးနော်။ ဒါတခုနောက်တခုကဒီဥစ္စာကိုနားထောင်ချင်းသူတို့ကတော့အမြဲတမ်းအိမ်မက်မက်နေတာတနေ့ကြလို့ရှိရင် အစိုးရအစ်တတွေပေါ်လာလို့ရှိရင် အချုပ်အချာအနာပြန်တည်တက်လာတဲ့အခါမှာကြတော့အခုနော်အာခတ်တတော်ဒီဘက်ကနေမှချိတ်ပိတ်ထားတဲ့ဒီအိမ်ဒီကိုဝယ်တဲ့သူတွေကိုဖမ်းမယ်လို့ပြောတယ်အာခတ်တတော်အေအေဒီကိုမဖမ်းခင်မှာသူတို့ဖမ်းချင်မြဲရှိတယ် ဘာကြောင့်လဲဆိုတော့ကို့ကိုကျွန်တော်ဒေါ်လာရေးထဲမှာပါဝင်တဲ့ဒေါ်လာရေးမိသားစုတည်းရဲ့အိမ်တွေအများကြီးဖမ်းထားတာတို့ရှိတယ်ဆိုတော့ဒီနေ့ဥကြောက်တောင်ဟာအာရခတတ်တော်တွေဒီလောက်ထိ ဒုက္ခရောက်နေတယ်မြန်မာနဲ့တောင်မဟုတ်ဘူးဒေါ်လာနဲ့တန်းနဲ့ချီတဲ့ပတ်စံတွေသူတို့လောက်ကြီးရှိတယ်ရခိုင်ပြည်နယ်မှာသူနေထိုင်တယ်ရခိုင်ပြည်နယ်ကသမင်းကိုသူစားတယ်ရခိုင်ပြည်နယ်ကစီတရံဇာတာတွေနဲ့ဒီလိုမျိုးချမ်းသာကြွယ်ဝလာခဲ့ပေမဲ့ဒီနေ့အာရခတတ်တော်တွေဒီလောက်ထိတိုက်ပွဲဖြစ်နေတဲ့အခါမှာသူရန်ကုန်မြို့မှာသူ့အိမ်မှာသူပြောနေတယ်ပြီးလို့ရှိရင်သူဟာအာရခတတ်တော်တွေကိုလုံးဝမကြည့်ဘဲနဲ့သူရန်ကုန်မှာမူးယစ်နေတယ်ဆိုတာတော့သိရတယ်ဆိုတဲ့အခါမှာကျတော့ဒီနေ့ဦးကျောက်တောင်ဟာ အရခတတော်ကိုမထောက်ကူနေခြင်းနဲ့ယခိုင်ပြည်နယ်မှာရှိတဲ့ပြည်သူလူထုတွေဒီလောက်ကြီးဒုက္ခဆင်းရဲရောက်နေတဲ့အခါမှာသူဒီယခိုင်လူထုတွေနဲ့အတူတူရှိရမှာ ဖြစ်တယ်။ဒါပေမဲ့သူတို့မရှိဘူး။ဒီတော်လန်ရေးဆလာတဲ့နေ့ကနေစပြီးသူတို့ရန်ကုန်ရောက်သွားတယ်လို့ပြောတယ်။ဆိုတော့အခုသူဒီယခိုင်ပြည်နယ်မှာရှိတဲ့ပြည်သူတွေဒုက္ခဆင်းရဲရောက်တော့မဲ့အချိန်မှာသူထွက်သွားပြီးမှအခုသူအရက်ကောင်းတွေတောက်ပြီးမှသူပျော်ပါနေတာကိုကြည့်ချင်းအဖြစ်သူက ဘသူနဲ့ပေါင်းနေတယ်လဲဆိုတော့ကျွန်တော်ကွက်ကွက်ကွင်းကွင်းမြင်ရတာဖြစ်တယ်။ဒါကြောင့်ဒီနေ့သူ့ရဲ့ပိုင်ဆိုင်မှုဟာရောင်းချင်တယ်မရောင်းချင်တယ်ကျွန်တော်တော်လာရေးထဲမှာအတုံးချဖို့တော့လိုအပ်တယ်နော်ဒီမြေဒီကိုအစိုးရအစ်စ်ပေါ်လာလို့ရှိရင်အခုတို့ထင်နေတာတော့ခွေးကျဘူးကနေမှဒီဇင်ဘာမှလို့ရှိရင်အစောဆုံး2026 January မှာပြုတ်လုပ်မယ်ရွေးကောက်ပွဲလို့ထင်တာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့နော် तू က6လတက်တန်းတိုးပြီးမှနေတာဖြစ်တဲ့အတွက်6လတက်တန်းကို तू တစ်ခါပြန်တိုးလို့ရှိရင်လဲအဲကိစ္စအမျိုးမျိုးကြောင့်နော်ဘာညာအစင်မပြေဘူးဆိုပြီးမှတစ်ခါ तू နာမည်ပြန်ပြောင်းပြီးမှ तू ကဒီရွေးကောက်ပွဲကိုပြန်ရွေးမှာ ပြည်လို့ရှိနေသူရွေးကောက်ပွဲလုပ်တဲ့ဥစ္စာဟာကျတို့ဘယ်ပြည်နယ်ဘယ်တိုင်းမှာလဲလက်ခံမဲ့အရာမရှိဘူးเนาะသူ့ကိုမေးထဲမဲ့သူဟာဘုံမတွေပဲရှိတယ်ဘုံမတွေနဲ့ပဲတင်ထားတဲ့အစိုးရကိုတော့မြန်မာနိုင်ငံအစိုးရလို့တော့သူတို့ခေါ်ချင်တယ်ခေါ်မှာပေါ့အခုလေအာခတ်တတော်ဒီဟာအခုစစ်တွေကိုချနေတယ်ဒီစစ်ခွေးတွေကတသက်လုံးသူတို့ကရခိုင်ပြည်နယ်ကိုအုပ်ချုပ်နေမယ်လို့သူတို့ထင်နေတာဒါကြောင့်ဒီစကားပြောတာဒါကြောင့်ဦးကျောက်တောင်ဟာ တကယ်ပဲကြောက်တောင်ဖြစ်မလားရွှန့်တောင်ဖြစ်မလားဆိုတော့အချိန်တန်တိမာပေါ့ဟုတ်ဘူးလားနော်ဒီနေ့ကျမတို့တော်လာရဲတွေဟာအသက်ချွေးတွေအများကြီးပေးဆက်ပြီးမှဒီတော်လာရဲကိုစခဲ့တာဖြစ်တဲ့အတွက်ကျတို့လည်းဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူးစစ်ခွေးပြောင်တဲ့အချိန်ကျမှကျတို့ကနားမှာဖြစ်တယ်နော်ကျတို့နောက်သတင်းတပုတ်အနေနဲ့ကကျတို့ဗီဒီယိုတိုးတိုးလေးကိုရင်ကြည့်အောင်နော်ကိုဒီရယ်ကိုဒီရယ်လုံးလုံးပဲရှိတယ် ကျမ်းပါနော်ကျမ်းပါနော်အခုဒီဥစ္စာကကျောရတိရဲ့အတိုင်းပဲဒီမတ်လ9ရက်နေ့တုန်းကဝက်လူရဲစခန်းကနေမှထွက်လာတဲ့စစ်စစ်ခွေးတွေကိုတိုက်ခိုက်ခဲ့တဲ့ကျောရတော်လန်ရဲတွေဖြစ်တယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လက်နက်တွေအများကြီးတိမ့်စီရရှိခဲ့တယ်ပြလို့ရှိရင်ခွေးရကောင်26ကောင်ကိုလည်းမြစ်ဖို့မြစ်ကင်ပြုတ်လုံနိုင်ခဲ့တယ် အဘိုးကြီးရဲ့ဘုံမိုးရဲ့နှကောင်ကိုလည်းဖမ်းနိုင်ခဲ့တယ်။မြင့်ချန်ခရိုင် အမတ်တဆယ်တိုက်ရင်ကယာယီရင်မိုးအင်တာဗျူးကိုကိုလည်းကျွန်မထေထားတယ်။ဆိုတော့အခုကျွန်မနဲ့အတူတူမြင့်ချန်ခရိုင်အမတ်တဆယ်တိုက်ရင်ကယာယီရင်မိုးစိုးအောင်ရဲ့နထိုးကြီးတိုက်ပွဲရဲ့နောက်ွယ်ကအကြောင်းတွေနဲ့အတူ သူတို့တော်လာရဲတပ်ဖွဲ့တွေဘက်ကလည်းမှလှုပ်ရှားခဲ့တဲ့အရာအခုသူတို့ကလည်းမှဘလို့နဲ့အောင်ပွဲတွေရရှိခဲ့တဲ့ကိစ္စတွေပြီးလို့ရှိရင်သူတို့ရဲ့အဖွဲ့အစည်းကလည်းမှဘလို့လှုပ်ဆောင်ခဲ့တယ်လေတော်လာရဲမှဘလို့လှုပ်ဆောင်နေတယ်လေဆိုတော့အင်တာဗျူးကိုနားထောင်ကြည့်အောင်နော်ဒီအင်တာဗျူးကတော့ဗိုလ်ကြီးတယောက်ကလည်းမှ အင်တာဗျူးပြုထားတာဖြစ်တယ်ဒါကိုကျမကနေမှသဘောကျတဲ့အတွက်အကြောင်းကျွတ်ရဲ့တော်လန်ရေးပီသူတွေလည်းနားထောင်ချင်လိမ့်မယ်လို့ထင်လို့ကျမဒီဥစ္စာကိုဖြတ်ပြမတင်ထားတာဖြစ်တယ်ဆိုတော့ကျမနဲ့အတူတူကြည့်ရအောင်နော်အဲကျွန်တော်ကပြင်းပြခင်မှာတစ်စက်တိုင်ရာရင်မှုစိုးအောင်ပါ လာကုန်ကျွန်တော်တို့လှူနေကြအရင်လာလည်းဒီလိုချိန်ပဲလှူတော့တာဒီလာလည်းဒီလိုချိန်လာလှူတော့တိုးကြီးပါကဖောက်ကာကွယ်ရေးအဖွဲ့ကရဲဘော်နှစ်ဦးကဒီကြောင့်တိုက်ခိုက်မှုကြောင့်ရဲဘော်နှစ်ဦးကြာတယ်ပြီးတော့နရိုးပါကဖားရဲ့လောက်ကနောက်ထပ်ကျွန်တော်အုပ်ချုပ်ရေးနေရလဲပတ်နေတဲ့ထဲကပေါ့နော်ရဲကြီးတာဝန်ခံတွေတဲကတယောက်လဲကျွန်တော်တို့လေကြောင်းတိုက်ခိုက်မှုကြောင့်၃ယောက်ပေါ့ကြာဆုံးသွားတယ်သူတို့စစ်တုံးမှန်းတွေကိုကျွန်တော်တို့ကဒီထိမ့်သိမ့်တဲ့နေရာမှာကျဲခံရတာဖြစ်တဲ့အတွက် သူတို့စစ်တုံးမန်းတွေကိုသူတို့အဓိကလိုက်လံချေမုန်းတဲ့သဘောပေါ့လုံးဝလက်စားဖြောက်လိုက်တဲ့သဘောအခုကတော့သူတို့ရဲ့ဒီကျွန်တော်တို့လက်နက်ကြီးကြောင်တော့ကျွန်တော်တို့ရဲဘော်တွေကတီးခိုက်တာတွေကြာဆုံးတာတွေမရှိဘူး အားပြပြောဒါကျွန်တော်လေချောင်းတိုက်ခိုက်မှုကြောင့်ပေါ့ကျွန်တော်တို့ဘက်ကလည်းဒါပေါ်ဆမှုတွေလည်းရှိသွားတာပေါ့ကျွန်တော်တို့လည်းအဲ့လောက်ထိသူတို့ကျဲပေါ်တွေပေါ်မှာလိုက်လုံမယ်လို့လည်းမထင်တာရောကြောင့်အဲ့တော့သူတို့ဘရားရှိတွေပါသွားတဲ့တန်းတွေကိုလင်းရဲကျဲသွားတာပေါ့လက်နက်ချပြီးတော့မှကျွန်တော်တို့စီပြေးလာလို့ရှိရင်ဘောလုံးကွင်းထဲမှာကျွန်တော်လူစားလေးတဲ့ကောင်လိုပဲသူတို့အားရဝမ်းသာနေသူတို့အဲ့လိုပြေးလာတာလက်ထောင်ပြီးတော့မှဟောအဲ့ပထမကကျွန်တော်တို့ဒီမှာတုံမန်းနေမိလာတော့သူတို့မေးတာပေါ့နော်မေးတော့ဘာယာတို့လို့မြတ်မာယာတို့လို့သူက ဘိုးမှုပေါ့ဟိုတယောက်မေးလိုက်တော့ဘိုးကြီးတဲ့ဘာဘာဘယ်ရလဲဆိုတော့သူကစေးတက်ကပေါ့နော်စေးတက်ကဟုတ်ပြီခင်ဗျားတို့ဒီဘာလို့ကြံခဲ့တာလဲပေါ့နော်သူတို့ကတကယ်ဆိုခင်ဗျားတို့ယာလူတွေနေဆိုရင်ခင်ဗျားတို့မရရအောင်ဆွဲခေါ်အောင်ပါဘာဖြစ်လို့ခင်ဗျားတို့ထားခဲ့တာဆိုတော့ကျွန်တော်တို့လည်းအိုင်ကွန်အောင်ပြေးမတော်မှုနဲ့ဆုတ်သွားပြီဆိုတော့သူတို့ကိုပဲထားခဲ့တာပေါ့နော်ကျွန်တော်ကစစ်တိုက်စရာမလိုဘူးပေါ့နောက်တန်းနေနေရတာပေါ့ငါတို့ကရှေ့ကတိုက်မှာဆိုပြီးတော့တတ်သွားပြီးတော့မှတိုက်ပွဲလည်းဖြစ်ရောသူတို့ထားခဲ့ပြီးတော့ပြေးရအောင် ဒီအရှင်မိထားတဲ့ဒီသုံးမန်းကြီးကျွန်တော်ထားတဲ့နောက်တန်းပေါ့နော်နောက်တန်းကိုဒီပို့တယ်တိုင်းနောက်တန်းမရောက်သေးဘူးရှေ့မှာဖြစ်နေတဲ့ရာနှစ်ကွက်လောက်ရဲ့နောက်မှာကျွန်တော်စုထားတယ်သူတို့စုပြီးကြိုးတုပ်ထားတဲ့နေရာရှိတယ်အဲ့ဒီနေရာကိုအဲ့ကျွန်တော်တို့လင်းဘုံကတက်တက်ကျဲလို့သူတို့ကသုံးယောက်ထက်ကြာသွားတယ်အဲ့ဒီအကောင်တွေကိုတက်တက်ကျဲတာပဲကျွန်တော်တို့ကချမ်းကအလဲပိုင်းထဲမှာဆိုမှလုံးဝအထီးထီးကျွန်တော်တို့ဒီဒေါ်လာ ဟိုစိတ်တစ်ခုနဲ့ပဲဒီကမ်းလားချမယ်ဆိုရယ်စိတ်နဲ့ပဲချနေကြတာတကယ်တမ်းပြောရင်ကျွန်တော်တို့ကမှာကဆယ်လီလည်းမရှိသလိုတခြားဒီ IAO ဒေတာဘတ်တွေလိုပေါ့နော်လက်နက်ခင်းရထောက်ပတ်မဲ့ဖွဲ့စည်းလည်းတိတ်မရှိဘူးပြီးရင်ကျွန်တော်တို့နိုင်ငံသားမားတွေရှိရယ်ဒီကိုရီးယားတို့ဂျပန်တို့ကိုရီးယားဂျပန်တွေကျွန်တော်တို့ကကြိုချိတ်တာပေါ့နော်ကျွန်တော်တို့စော်ရရှိရယ်အာဆိုမယ်တော့ချာမပြောဘူးကွနော်။ဗာကျွန်တော်တို့ဆုံးမှာလောက်ကြည့်တော့ချပြမယ်။လောလောဆယ်မှာအမြောက်တတ်နိုင်ထောက်ပံ့ဆိုတော့တက်ရောက်ကို9သိန်း9သိန်းတော့အဲ့လိုမျိုးပေါ့။ထောက်ပံ့ပြီးတော့မှခရဲဘော်တွေနဲ့ပြန်တိုင်းပြီး အဲ့မှာ plan ကျွန်တော်တို့က save plan ဘုံကူလောက်ကိုကောက်ချလိုက်တာချပြီးတော့မှဒီထက်မှဘယ်ဟာပြုတ်တယ်အဆင်ပြေမလဲပေါ့နော်ဘယ်လိုမျိုးပြန်ပြီးတော့ရွေးချယ်ပြီးချကြတာအခုဒီတော်လာရေးထက်မှအောင်မြင်ဖို့ရန်အတွက်ဂျပန်ကနေရောကိုရီးယားကနေပါကုညီခဲ့တဲ့သူအရောက်စီတိုင်းကိုလည်းပဲ အရန်ကျေးဇူးတင်တယ်တယောက်ကလည်းငါးတိမ်ပဲထဲလိုက်တယ်ဆိုပေမဲ့နတို့ထဲလိုက်တဲ့ဒီပတ်စံငါးတိမ်ကြောင်ကျွန်တော်စစ်ခွေးတွေအများကြီးကိုချေမုန်းနိုင်ခဲ့တယ်ပြီးသူတို့ရဲ့ကောင်းကြီးနှကောင်းကိုလည်းပဲကျွန်တော်ဖမ်းနိုင်ခဲ့တယ်နတို့ထဲလိုက်တာကတော့နေတယ်လို့ထင်လိုက်မယ်မနေဘူးအများကြီးကျေးဇူးတင်တယ်ကိုယ့်ရဲ့ချွေးနှဲစာအဖြစ်အညာ PDF တွေကိုထောက်ပံ့ပေးတဲ့သူအရောက်စီတိုင်းကိုကျေးဇူးတင်တယ်နော်ပြီးကျွန်တော်စက်ကြည့်မယ်တော်လေးဆောဆောပါငယ် 2020နှစ်ဆောလာဆောစောပိုင်းလောက်ခနေကကျွန်တော်တို့ကသူတို့စီအလက်တွေတော်တော်များများရတယ်မြင်းညာကပြူတွေစီရကိုကျွန်တော်တို့ဟိုကျွန်တော်တို့တောင်မှဒီအော်တိုမောင်းပြန်ဆိုတော့3လက်လောက်ပဲရှိတဲ့ချိန်ကနေကသူတို့စီကနေ10ချောင်း17ချောင်းလို့တွတ်သွားပြီးနှိုက်နှိုက်လာတာဒီကျွန်တော်တို့တွတ်သွားပြီးပမာဏတော့အဲ့မှာစိုးစောပါလို့ဆိုတော့ကျွန်တော်ငင်းချံမျိုးနဲ့အဲ့ဆန်ပြားရွာကဥက္ကဋ္ဌအိမ်မှာတို့ပြီးသူစစ်ဆိုတော့ MA1 တို့ကျွန်တော်တို့ rifle ရှေ့ကြီးတွေလေးအဲ့ဟာတွေတို့ချပေးတာကိုလုံးကျွန်တော်တို့ဒီ shotgun တွေ shotgun တွေချပေးတာ ဲ့ဒါကိုတနက်ကြီးကိုတို့ကအဲ့အိမ်မှာဖွက်ပြီးတော့မှအဲ့ KTV သွားကြတာအဲ့ဖွဲ့ရအဲ့ခွေးတွေက KTV သွားတော့ကျွန်တော်တို့နောက်ကနေအဲ့တနက်ဒီနေဟိုယူချလာတာအဲ့ OG ကထောင်းကြပါလားအဲ့စံပြရွာတရွာတဲ့နေကိုကျွန်တော်တို့နောက်တစ်ခေါက်ကလေးလက်ပထမကအဲ့ဆိုရင်ကိုလုံ15လက်လောက်ရလိုက်တယ်ကျွန်တော်တို့က3ကရတာအဲ့အဲ့ရွာတရွာတဲ့နေကျွန်တော်တို့ဒီနှထိုးမျိုးသိန်းလောက်တော့လေ ကျွန်တော်တို့ကတကယ်တမ်းဆိုရင်တော့သိမ့်နိုင်တယ်။ရထိမ့်သိမ့်ဖို့ခက်တဲ့အနေအထားတွေပြီးမြို့လည်းအရင်မပြည့်စည်သေးချင်တာနဲ့ကျွန်တော်ကပြန်ဆုတ်ခိုင်းလိုက်တာ။ဆုတ်လိုက်တော့ပေါ့နော်ဒီလောက်ဆိုရင်ဟောပြပြီ။သူကလည်းလင်းရန်နဲ့တောင်းလျှောက်ဘုံကျဲတော့ကျွန်တော်တို့မြို့ကလည်းသေးတယ်လေ။မြို့ကသေးတော့ရေရှင်မှာလူတွေကတောင်းခဏနေဆိုရင်မခဲရမတောင်းနိုင်ဘူးဆိုပြီးတော့ကျွန်တော်ကဆုတ်ခိုင်းလိုက်တာ။မြို့အနေထားရေစကန်တစ်ခုပဲကျန်နေတယ်ကျွန်တော်တို့။တရထဲနဲ့တက်တိုက်သေးတယ်။တစ်ခုပဲကျန်တော့ ခုဒီမှာကျွန်တော်တို့ဒီထက်မှလည်းဘိုးကြီးတယောက်ပါတမကူကူကဘိုးကြီးတယောက်ကျွန်တော်တို့အရင်ဘွဲ့မိတာပေါ့နော်။သူကအဲ့ပထမကျွန်တော်တို့အဲ့မှာကုတ်ကိုစည်းရွာတဲ့ဒီအမြန်လန်းနဲ့ကျွန်တော်တို့နှစ်မိုင်ပဲဝေးတာရန်ကုန်မန္တလေးအမြန်လန်းနဲ့နှစ်မိုင်ပဲဝေး။အဲ့ရွာမှာဝင်းတိုက်တော့သူကထွက်ပြေးတာထွက်ပြေးတာကိုသူကဘလို့ထွက်ပြေးတော့ဆိုတော့ကျွန်တော်တို့လွယ်အေးလေးတစ်လုံးရယ်ပစိုးလေးနဲ့ပေါ့ဘောင်းမီလိုလေးတော့အောက်ကပါတော့အဲ့ဒါလေးနဲ့သူကထွက်ပြေးတာသူတယောက်ထဲနဲ့ပြေးတာကျန်တဲ့ကောင်နဲ့အထက်မှာတန့်တိုက်နေခဲ့တာ အကုန်လုံးလဲဝိုင်းလဲဝိုင်းပြီးတော့အထက်လဲကျွန်တော်တို့ဝင်ဝင်ရောက်ရှင်းလင်းတဲ့အချိန်ကျတော့ drone နဲ့စကောက်ဝဲလိုက်တော့အဲ့ဘဲကသူကပြင်းနေတာသူအဲ့လေကွက်ထဲမှာသူကပြီးတော့ကျွန်တော်တို့ကဘန်ကင်နဲ့ပတ်ပြီးတော့မှဝိုက်ယူဖမ်းလိုက်တော့ခင်ဗျားဘဲရတော့ဘောနော်အဲ့လိုမျိုးတော့သူကအဲ့အချိန်မှာကျွန်တော်တို့မြင်လိုက်တော့ဘလို့လုပ်တော့ဆိုတော့အထုပ်ကိုသူကခြုံလေးကိုပြစ်ပိုင်တာခြုံလေးကိုပြစ်ပြီးတော့မှခင်ဗျားဘဲရတော့ဆိုတော့ကျွန်တော်ကလည်းမီးသေးဖုတ်လာတယ်မီးသေးဖုတ်တဲ့လူကဒီရောမဟုတ်ဘူးလို့တော့ရဲဘော်တွေကကျွန်တော်မေးတာပေါ့နော်မီးသေးဖုတ်တဲ့ကောင်ဒီရောမဟုတ်မင်းမသိငါဘူးပေါ့အဲ့နေပြီးတော့ ခိုးနာပဲဘာဖွက်ခဲ့ရလဲသွားပြန်ရှာတော့အမပစ္စတိုတလက်တွေတော့အဲ့နဲ့ဘယ်ဒီတနာဘောင်းတာမဟုတ်ဘူးလေကျွန်တော်ဘိုးထဲကိုပစ္စည်းလာပို့ရင်းနေပေါ့နော်ကျွန်တော်ဘုံမှုနောက်ကပါလာတာတဲ့ကျွန်တော်ဘိုးကဒီကသူကမလိုက်ရင်ပြတ်တမ်းမယ်ဗာညာပြောလို့ပေါ့ကျွန်တော်လိန်လာပေါ့ဗျာမျိုးစုံမျိုးစုံ AR ဆိုပြီးမတင်ငါ့ဟုတ်ကွာလိုက်ခဲ့အောင်ဆိုပြီးတော့မှခေါ်လာတာ AACC ခေါ်လာတော့လမ်းရောက်တဲ့ချိန်တော့မင်းအမှန်တိုင်းဖြေမလားတက်တည်မလားဆိုတော့အဲ့ကြမှာသူကသုံးပွဲနဲ့ကျွန်တော်ဘိုးကြီးပါတဲ့တမကိုကိုကအဲ့ဘဲအခုဒီမှာကျွန်တော်တို့ထားတဲ့ဒီအချုပ်ဒီမှာသူကကောင်းဆောင်မယ်သူက သူနောက်ကဂျူနီယာညီလေးတွေသူထိန်းသွားတာဒီစစ်ကြောင်းကလည်းကျွန်တော်တို့အလင်းဝင်တာနဲ့ပြေးတာကျွန်တော်တို့ခု၁၁ယောက်ရထားလောက်ခိုင်းနေတယ်မှာဂရုချင်းတူတို့ရဲဘော်တွေရှိမှအဲလိုလို့ရှင်သူတို့ဘန်ကာလို့လွတ်တာ တော့ဘန်ကလောက်လာကြကျွမ်းနေတော့နားမလဲလက်နဲ့တွေတော့ဆက်သွေးဆက်တီနဲ့အဲ့ဟာတွေတော့သူတို့ပဲတောက်လျှောက်ပြန်တင်ခိုင်းတာပေါ့ချော့ချော်ပြီးတော့အိမ်နဲ့ဖုံးပြောက်ခွင့်9မိနစ်ပြီးမှဘာပညာသင်ပေးတာအာတကုံသင်ပေးတာသူတို့အားဆိုကိုနေ့မှာကျွန်တော်တို့လက်နဲ့သင်တန်းပြီးသွားလေလက်နဲ့ကြီးသာဝဲတာဝဲတာကျွန်တော်တို့ကကျွန်တော်ဖိုတီးတောင်မွေးခင်ခင်နဲ့ RPG တွေ60တွေဝဲပြတာကျွန်တော်တို့ဖိုတီးမွေးပဲနဲ့ထုမဲ့သွားရဲတယ်လို့မျိုးဝေးဝေးရောက်တဲ့အောင်အရင်ဝဲတာပေါ့ အဲ့ရတဲ့ရဲဘော်တွေစိတ်တကြမလေးကျင့်ထားတော့ပစ္စည်းဖြုံးရကြနေလို့ဆိုပြီးတော့မှပြန်သိမ့်ပြီးတော့မှသူတို့ကြောက်လာကြဟိုနေ့ကတနက်ကြီးစေးရေးပြန်ပိုင်းနဲ့သူကတင်ပြီးသွားကျွန်တော်တို့ရဲဘော်တွေကဒီမှာရှိတဲ့ရဲဘော်တွေကကျွန်တော်ပြီးခဲ့တဲ့ရပ်ပိုင်းမှာ wifi နဲ့မှာပေးတယ် wifi နဲ့မစည်းဘူးတဲ့တဲရလေးလို့တဲ့ညှက်ဖက်နဲ့တုံပါတယ်အေးချကွာမင်းတို့စိတ်ချမ်းသာပြီးရပဲဗောနောသူများတွေအဲ့လို wifi နဲ့မှာတိုးနိုင်တာတို့ပြေးနိုင်တာတို့ဒီမှာជីကဝတ်ဆောင်ပေးလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပေးနေလဲဆိုတော့ခုမင်းအဲ့ជីကဝတ်မှာလာဝတ်ဘူးဆိုရင်1000လောက် အဲ့လိုမျိုးချုပ်သုံးလားချမှာအဲ့လိုမျိုးပေးနေရတာလေးလို့လည်းမွေးချင်မှုလည်းအဲ့လိုမျိုးလွယ်အိမ်နဲ့ပဲလစ်ချင်တာတို့ကဒီကန်ချက်ပြီးတော့ကိုတောက်လျှောက်ပါဖြစ်နေတယ်ဒါမျိုးပြီးခဲ့တဲ့ရက်ပိုင်း9ရက်ဒီနေ့ရောဆိုရင်ပြီးခဲ့တဲ့ဘွယ်6ရက်လောက်ကအဲကြီကာအုတ်ထုံးနဲ့ကြီကာပြားပါလို့အသက်မသေးခဲ့တာကြီကာပြားတော့မှကျွန်တော်တို့ချင်းချင်းပြောလို့ရှိရင်ရှေ့တပြားပဲယူနောက်တပြားမယူနဲ့ပါလို့နောက်ပြန်ပြင်းသေးပါစေလို့အဲ့လိုမျိုးရှေ့တက်လည်းမသေးပြီးရပါပဲအစားပိုင်းကကျွန်တော်တို့2ရက်တစ်ချက်ထည့်ရတာတစုံဆိုရင်2ရက်ပေါ့နော်အဲ့လိုမျိုးတခြားလူကဖြစ်တယ်လို့ အပြားကနည်းနည်းဈေးများတော့ကြတော့အပြားကိုရှေ့တပြားစီပဲထည့်ထည့်ကြတာနောက်နေကြတော့လူဖြစ်နေဘူးသူကရှေ့ကဝိတ်များတော့ကြည်နဲ့ကွာနေတော့ဒီလိုရှိုးနေနောက်ကလူထောင်းနေလေအဲကြမီတော့ယူနာဘူးတွေပဲထည့်ပြီးတော့မှတစ်ခါပြန်ပြေးရတာအဲဒီခုခွေးတွေကလက်နဲ့မချအောင်လားမချလို့ရှင်အဲသူ့လူကိုကျွန်တော်တို့ကာပါယူပြီးတော့မလှမ်းကောကျွန်တော်တို့နောက်ကနေကမ်းနဲ့ချိန်ထားတာဟိုဟာသူပကုန်းပေါ်တင်ပြီးတော့မှမလှမ်းကောလှမ်းကောဘယ်လိုမျိုးတွေပေါ့နော်တစ်ခါကျသူချင်းချင်းလည်းပြော အဲ့ကောင်ကောင်းပါလေတဲ့ချားကောင်းလည်းမတူဘူးတဲ့ပြစ်တာပြစ်တော့တဲ့အဲ့လိုပြောတာထုတ်ပြောတာဆရာတို့ကဒီမှာလာတာအပေါ်ဘက်တီလို့စိတ်ချောင်းတွေကဥပမာပေါ့တက်တုံညာတက်ဆိုရင်တက်တုံညာတက်ခုတည်းလာတာမဟုတ်ဘူးတက်တုံညာတက်က80လာတယ်နှစ်3က80လောက်80 80လောက်လာတယ်အဲ့နှစ်5 3ကလည်းအဲ့ပချာလေးလောက်ဝင်နေပေါ့နော်ပြီးတော့မှနောက်ထပ်ကအဒီဒရယ်ဦးမျိုးမှာရဲစကန်နဲ့ဒီချောင်းရင်ကာကွယ်ကနည်းနည်းပပရဲတွေပါပါဆရာရဲတွေမင်းတို့တိုက်ဝဲတိုက်ဘူးလားဆိုတော့တိုက်ဘူးဟိုရှေ့တန်းဇုတ်ထိုက်လိုက်လို့ပါလာတာလို့ပါတော့ ိုက်စိတ်ကြောင်းမှာက35ရောက်ပါစထည့်လိုက်တာဆရာတို့ညဆိုတနက်သိမ်းတာနေ့ကြမှာတို့ထုတ်ပေးတာကိုလည်းလေးရောက်မှတစ်ထောင်ပဲပေးကြင်တာဟိုတနေ့ကအဲ့ပါစတွေကလင်းဝင်လာတဲ့အကြောင်းဆိုရင်ကျွန်တော်တို့ချိန်ဆတာပေါ့နော်ကျွန်တော်နဲ့တိုက်ဝဲဖြစ်နေတာလမ်းပဲခြားတာဒီဂျင်းလမ်းတစ်ခုပဲခြားတာကျွန်တော်တို့လုံလုံရှိမှပေး20ပေါ့နော်အဲ့ပတ်ခြားလေးမှာရရှိရလမ်းပဲခြားတာ तू ကထွက် तू ကရအောင်ထွက်မှာအေးထွက်ခင်ဗျာဂန်းပိုင်တော့လမ်းမခံဂန်းပောင်းကြည့်စိတ်ကြစိတ်ကြတယ်အဲ့ဘေးကညနေလောက်ရောက်တော့ तू က तू ကပေါ့နော်ဒီတနက်ရှေ့ရှေ့လိုက်ပြန်မှာမလို့ပေါ့ तू ကြည်ပေးဆိုပြီးတော့မှ तू အဲ့ တယောက်တစ်ထုပ်တယောက်တစ်ထုပ်သူကလိုက် တောင်းလာလိုက်တောင်းမဲ့ဘဲတော့ကတယောက်နဲ့ကြီး900လောက်မလာတာတဲ့တနက်တလန်းနဲ့သူယူနီဖောင်းတွေပါတယ်လမ်းတွေချွတ်ခဲ့ဒါဒါတွေကိုမမြင်ချင်ဘူးတယ်သူကပါဇက်ကအာချောင်လို့ပါစာဖြစ်သွားတာသူရဲ့တငယ်ချင်းကအဲလင်းရင်ပေါ်မှာကျွန်တော်တို့အရေးပေါ်ပေါက်ကနေအဲ့တော့စင်းရရင်ကောင်းပါပဲဆိုပြီးတော့မှစလိုက်တာနဲ့အဲ့လေရင်မဲကရဲကိုကြောင်းကြပြီးတော့ရဲအောက်ရောက်တာတခါဆွဲရောတာတို့အခုကျွန်တော်ကြာရတဲ့အတိုင်းပဲအခုဒီယာယီရင်မို့ စိုးအောင်ပြောသွားတာကိုနားထောင်ပြီးမှနော်ဘလောက်ထိအသက်တလဲအခု तू ပြောသွားတယ် तू တိုက်ပွဲသေးသွားလိုက်တာပဲနော်မကြောက်မရွံ့ပဲတကယ်စစ်ခွေးတွေကိုဘလောက်မုန်းတလဲဆိုတာနော်စစ်ခွေးတွေကြည့်လိုက်ဒီလိုမျိုးအပြုံးနဲ့ရှေ့တန်းတိုက်တဲ့ဘယ်ခွေးမရှိတလဲဒီလိုမျိုးကျတော့တော်လာရဲတွေလို့တိုက်ပွဲဖြစ်ပေမဲ့အပြုံးပန်းနေတဲ့အချိန်ပြည့်စင်နေတာဘယ်သူရှိတလဲနော်မတူဘူးတို့ရော အတင်းအတမစစ်သားစုဆောင်ပြီးမှဝင်လာတယ်။အရင်တော့ဟာရှိနေတဲ့စစ်ခွေးတွေလည်းသူတို့အရင်တော့ကတော့စစ်သားဖြစ်ချင်လို့ဝင်လာနေမှာပေါ့။ဒါပေမဲ့အခုကတော့သူတို့ထွက်လည်းမရတော့ဘူး။မမှန်သိရင်လည်းသူတို့ကအဲ့မှာရှိနေရတာ။ပတိုင်းတီးလို့ဖြစ်နေကြတာ။ကျတော့တော်လာရဲတဲ့ပေါ်တာဆွဲဆံမလို့ဘူးခဏတော့ကြားတဲ့အတိုင်းပဲ။သူတို့ကညက်ဖနက်နဲ့ကိုချနေတာ။ဒါမျိုးစိတ်သက်ကဘာနဲ့မှလဲလို့မရဘူး။ ဆိုတော့အခုကျွန်တော်တို့နားထောင်တဲ့တော်လာရင်မိသားစုတွေထဲမှာလည်းအခုဒီယာယီရင်မှုစအောင်ပြောသွားတဲ့ထဲကနေကြားရတဲ့အခါမှာကျွန်တော်တို့ကအာဘာထောက်ပါရမလဲเนาะသူတို့ကတော့စိတ်သက်တော့အပြည့်အဝဖြစ်နေပြီသူတို့စစ်ခွေးတွေအများကြီးဖြိုးနိုင်ခဲ့ပြီလက်နက်တွေလည်းအများကြီးရရှိခဲ့ပြီသူတို့ကတော့လူအင်အားစိုက်တယ်အသက်စိုက်တယ်ကျွန်တော်ကတော့ငွေလေးနည်းနည်းလေးလေးဒီအဲစိုက်ပြီးမှရှေ့တန်းမှာရောက်နေတဲ့ကျွန်တော်တို့တာသမီတွေကိုကူညီရအောင်လို့ကြွပြောချင်တယ်เนาะ ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ